ကျေးဇူးရှင်အလူတကားအလူမမိသားစုများနဲ့အဲ့ပရိသတ်များခင်ဗျာမြတ်ဗုဒ္ဓရှင်တော်ဘုရားသည်တင်းချီလေးရဲ့တသိက်ကကာလပလုံးတပ်ပညုတ္တဉာဏ်တော်အတွက်အင်္ဂါချီနဲ့အသက်ကိုပါဆွန့်လျက်ပါရမီတော်များကိုဖြည့်ဆည်းတော်မူခဲ့လေသည်ရင်းတို့ဖြည့်ဆည်းတော်မူခဲ့သဖြင့်လည်း ထိုက်ထိုက်တန်တန်သဗ္ဗညုတဉာဏ်တော်ကိုရတော်မူခဲ့လေသည်သဗ္ဗညုတဉာဏ်တော်ဟူသည်တိတဲ့တိထိုက်တော်တရားမှန်သမျှတို့ကိုအကျွင့်အကြံမရှိမိမိအလိုလိုကိုယ်တော်တိုင်သိမြင်တော်မူခြင်းကိုဆိုလိုခြင်းဖြစ်ပါလေထိုသဗ္ဗညုတဉာဏ်တော်ကိုရရှိဖို့အတွက်လေးအသေးချင်းနှင့်ကမ္ဘာတသိန်းကာလပလုံပါရမီ၁၀ပါးအပြား၃၀တို့ကိုဘဝဘဝပေါင်းများစွာကျင့်လေကား ရစ်ကျက်စွာတူမတူအောင်ဆွမ်းဆောင်ဖြစ်ကျင်တော်မူခဲ့လို့နောက်ဆုံးဘဝမှာဘုရားအဖြစ်ကိုရရှိတော်မူခဲ့ခြင်းဖြစ်ပါတယ်။ထို့သို့ဘဝပေါင်းများစွာပါရမီတော်တွင်ဖြစ်ကျင်ခဲ့တဲ့အထက်မှာဘုရားအလောင်းတော်ယုံမင်းဘဝဖြစ်စဉ်ကာလဒါနနဲ့ပတ်သက်ပြီးမိမိအသက်ကိုတောင်ဗရာဏမထားပဲပါရမီဖြစ်ကျင့်သီလတမာတိပညာရည်တန်ခဲ့ပုံကိုနိဗ္ဗာန်တော်အလား မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အခြေပြု၍ရှေးဆရာများရည်သားတည်ကုန်းခဲ့သည်ဘုရားအလောင်းယုံမင်းအချင်းကို ပိုင်သူမင်္ဂလာဆိုင်ကျောင်းဘောင်းမြို့မှာအလူတော်မင်္ဂလာဖြော့အဖြစ်ဖန်တီးကာတင်ဆက်လိုက်ရပါကြောင်းအိုးသူတော်ကောင်းအပေါင်းတို့ခမညာ စီလုံးပြွကြည့်ခဲ့ရဲ့ပါရမီပါခွေမတမ်းရတဲ့ကြောင်းလုံးခြေဖွင့်လို့ဒီကဆုမဲခူချီခါကတိုင်းပါရဝဲတောင်းချုံလို့ရုံမျိုးဖြစ်တော့လေတင်းတုံးလ တို့ရဲ့ဖခင်အလောင်းတော်မှာချုံလီဦးတဲ့ယုံမျိုးစစ်ဖြစ်ခဲ့တယ်။အဲယုံမင်းနဲ့အတူဖြံမြောက်မြေခွေအစရှိတဲ့ဆွေစုလိုနဲ့ခနိုင်မျိုးတစ်ခုမှပေါင်းစုံစုလို့နေကြတယ်။အဲဒီလိုနေကြရင်လက်ပြင်းနဲ့မရောက်ခင်အကျုံနဲ့တရမှာအလောင်းတော်ယုံမင်းကသူ့မိတ်ဆွေသုံးဘော်တို့ကိုမနက်တန်ဥပုံနေမှာဌာနပြုဖို့လူပန်ဝတ္ထုများရှာဖွေထားကြရဲ့ဩဝါဒပေးတိုက်ကြွနှိုးဆော်လိုက်ပြီ။ တဲ့ဒီကူလူမေတဲ့တဖန်ဖြန်ကြီးကလည်းငချင်းကားများရှာဖွေထားကြောင်းပါလို့ပြောလိုက်တယ်။နောက်ဆုံးမွေးဆွေဖြစ်တဲ့ဒီခွေးကတော့နေထွန်ယောက်ျားများမိထားခဲ့တဲ့အမဲကင်နဲ့လွန်ဆန်းကိုများရှာဖွေထားကြောင်းပါလို့ပြောလိုက်တယ်။ဘုရားအလောင်းယုံမေကတာတုတာတုတာတုလို့တုံးကြီးခေါ်လိုက်ပြီးဟေးငါမှတော့အခြားလူဖွေရမရှိညီစာမျက်စိုးဒီမှာငါရဲ့အစာရာဖြစ်တယ်လူသားတွေနဲ့မတည့်လျော်ပေဘူး တို့အတွက်ကြောင့်ငါအသက်ကိုတန်ပြီးငါအသားကိုလူမာပဲအကြံပြုပြီးတော့အလူကံလာမဲ့လမ်းကိုဥပုံဆောင်ရေးဘာဝနာပွားပြီးတော့မျောလီရှာတဲ့ွယ် ချုံလန်းဟုတ်မှလူဘူး၍မိဘတို့ခူလင်းစွာပြုတော်ပေါနာသူကို၍ကောင်းပါဦးပြင်ယုံမင်းတဆွရှုံလားကီလူစားပါတော့ကျွန်ုပ်ရဲ့ပါရမီညှ ပြောက်တော့လူခံပြီးတည်နောက်ဘုရားအလောင်းယုံမင်းထံအလူခံဝင်ခဲ့တယ်အလူခံရောက်တဲ့ဆိုရင်မင်းဘုရားအလောင်းယုံမင်းကအောင်မီအောင်မီဟုခေကျွေးကပုံနာကြီးအားမိဘခုကိုအလေအမြန်ပြုတ်ခိုင်းတယ်အဲ့ဒီမိဘတို့မှာကျွန်တို့ရဲ့အသားကိုကင်လို့သာစားပါတော့ဟုပြောလိုက်ဆိုပြီးမိဘတို့သူခုံချလိုက်တယ်အဲ့ဒီလိုမိဘတို့ခုံချလိုက်ပြီးမယ်လုံးဝပူလောင်ခြင်းမရှိပဲတိရာရေလိုအင်းညနေတဲ့ စည်းစုံဖြစ်နေလာမိတ်မမရုံရုပ်ကိုရည်လူအပါရစိခနေမှလာမေအဲ့ဒီလူမီးဟာလုံးဝပူလောင်ရုပ်မရှိတဲ့ဘုရားအလောင်းယုံမင်းကပုံတော်ကြီးတဲ့အသင့်မီးဟာပူလောင်ရုပ်မရှိဘယ်ခင်းပါလဲလို့မေးလိုက်တယ်ပုံနာကြီးကအကျဉ်တော့အချားမဟုတ်ကြားမင်းပေပြီ ပါရမီကူညီဖြစ်ရလာခဲ့ခြင်းဖြစ်တယ်အသည့်ရဲ့စေတနာကိုတစ်ဘာလုံးသိစေအလို့လားအကျဉ်လုံးတရားမေးကိုယ်တိုင်နောက်ပိုင်မှာမှယုံယုတ်ကိုရေးလို့အဘာတစိခန့်နေတော့အခုထောပနာသူရေးယုံယုတ်ကိုရေးခဲ့တဲ့လေအဝဲထူချင်းညာများမြင်ရတဲ့ ုဒ္ဓံမြတ်စွာရှင်တော်ပြဖရာသည်ဖရာမဖြစ်ပြီးလေးတည်ခြင်းနှင့်ကဘာတသိန်းကာလပတ်လုံးဖြစ်ကျင်ခဲ့တဲ့ပါရမီတော်တွေဟာပြန်လည်တည်ပြန်ရကြရတိုင်းဒီမတန်းမှတသိန်းငွေချင်းထားလာပါတယ်ဒီအတွက်မြတ်စွာဘုရားရှင်ကိုလည်းပို၍ကြည်ညိုတရားပွားမိပါတယ်ဗောဖရာဖြစ်ပြီးမှဖရာမဖြစ်ခင်ကျင်လည်ဟိရတဲ့ဘောပေါင်းစုံသက်ပင်ညတ်ညံတော်အစွန်းနဲ့ဝိနည်းတတဝများသိရှိရ950 နိပတ်ဇက်တော်ရီတုတ်တံဝီနီအပိဓမ္မာစတဲ့ပြိလကတော်ရီထဲမှာဟောကြားတော်မူခဲ့တာအထင်ရှားရှိပါလေဘုရားအလောင်းဘုရားအလောင်းတို့ရဲ့ကျင့်တုံးဟာဘယ်ဘဝကိုပဲရရောက်သီလတမာတိပညာသိက္ခာသုံးရအညီကုသိုလ်ပြုတဲ့နေရာမှာဌာနပဲပြုပြုသီလပဲစောင့်တည်ဘာဝနာပဲပွားပွားကုသိုလ်စိတ်ကိုအသက်နဲ့ရင်းကာကာကွယ်ရရှိတာတွေ့ရပါမယ်ဒီထံမှာကသိက္ခာသုံးရနဲ့အညီ လူတိုင်းလုံနိုင်သေးတဲ့အရာတွေကိုပြတ်သားစွာသူမတူအောင်ပါရမီဖြည့်ကျင်ခဲ့လို့လေဒီပါရမီတော်တည်းရဲ့အရှင်ကြောင့်နောက်ဆုံးဘဝမှာတပ်ပိညုကရွှေညာတော်ပိုင်ရှင်အဖြစ်နဲ့ဗုဒ္ဓဘုရားအဖြစ်ကိုရရှိခဲ့တာပေါ့ဒါကြောင့်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာမြတ်စွာဘုရားကိုယ်တိုင်လည်းခြေသုံးခဲ့ပြီးပြီးသားဖြစ်ပါလေဟောကြားသိရှိမူရတဲ့ လောကလူသားတို့အနေနဲ့လဲလိုင်းနာခြင်းသုံးတက်မယ်ဆိုရင်လောကီအကျိုးစီးပွားအတွက်ရောလောကုတ္တရာအကျိုးစီးပွားအတွက်ပါနီလမ်းမှန်စွာအကျိုးရှိစေမှာမလွဲပါဘူးတဲ့အခုဘုရားအလောင်းယုံမင်းဆုံးဝတ္ထုမှာလဲသုံးသက်ကြည့်မယ်ဆိုရင်အလူတစ်ခုဖြစ်တဲ့အခါမှာအကျိုးပေးထက်တန်စေဖို့အတွက်ရှင်းစွာစေရနာသုံးတန်ပြတ်ထန်စွာညီညွတ်ဖို့လိုအပ်ပါတယ်မလူခင်လူစဉ် လှူပြီးဘယ်တော့မှမပြောင်းလဲသောစိတ်နဲ့တွေ့ရပါတယ်ဒုတိယအနေနဲ့အကျင့်သီလနဲ့လည်းပြည့်စုံရမယ်လူဝိကြောင့်အနေနဲ့အနည်းဆုံး၅ပါးသီလကိုခါဝတ်ဆိုးကဲ့သို့ငြင်းချင်းကိုဆိုလိုတာပေါ့တတိယအနေနဲ့ကတော့ကိုပြုတ်လွတ်လိုက်တဲ့ပုံမှာခိုင်မာနဲ့ဆုံးမချက်တယ်ဘာဝနာတရားကိုပါပွားများတယ်ပွားများတတ်မယ်ဆိုရင်ဥပမာအရာအလုံးဟာအနိစ္စဒုက္ခအနတ္တပါတကား းတဲ့နေရာအလူပေးတဲ့သူရောအလူကံပုတ်ကူရောလူပဲဝတ္ထုစုစုတို့ရောအလုံးဟာဖြစ်ပြီးရင်တက်တက်တဲ့သဘောဖြစ်ပြီးတက်အငြင်းမရှိပါလားလို့ဘာဝနာတရားကိုပါပွားများပြီးလှူလိုက်မယ်ဆိုရင်မမြဲခြင်းတရားကိုပြီးပြီးလောကီစီးစိမ်တွေအပေါ်မှာတက်မမှုရောကြလာမယ်တက်မမှုရောကြလာတော့လူတန်းလိုက်တဲ့ပစ္စည်းဥစ္စာတွေအပေါ်မှာလည်းဆွဲလန်းစိမ်တွေဖြစ်ပဲ ေကံစွန့်ကြဲခြင်းဆိုတဲ့ရရွစွာလူတန်းလူစိတ်တွေဖြစ်လာမယ်။တရားကိုတည်ပြီးလူလိုက်တာဖြစ်လို့ကိုပြုလိုက်တဲ့ကုသိုလ်အပေါ်မှာဘယ်တော့မှနောင်တမရဘူးတဲ့။တွင်းမိတိုင်းအမိတ်ရတိုင်းကြော်လီပီတိဖြစ်ရတယ်ပဲတဲ့။ဒါဆိုပရစေဒနာလည်းမြောက်ပြီပေါ့။ဒီလိုနဲ့ထပ်ပြီးထပ်ပြီးလူကျင်စိတ်တွေဖြစ်လာမယ်။တဟာတရားကိုတည်ပြီးလူတဲ့အတွက်ဖြစ်လာတတ်တဲ့စိတ်ထားတွေပေါ့။ ခုဘုရားအလောင်းယုံမင်းလှူလိုက်တဲ့အလူထဲမှာနက်နက်နဲနဲတွေးကြည့်ပြိတ္တိကြီးခင်ဗျာစေရနာနှင့်အတူသီလသမာဓိပညာဆိုတဲ့ကျင့်အပ်တဲ့တရားတော်အပေါ်ပါနေပါလေဘုရားအလောင်းယုံမင်းဟာဥပုပ်လာပြီးနေရောက်တဲ့အခါမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်အပေါင်းအားခဲပွဲဘောဆင်တို့ကိုလှူတန်းဖို့မိမိနဲ့ဤဆိုင်ရာမိတ်ဆွေအပေါင်းတို့အားရှေးဥစွာနှိုးစော်တိုက်တွန်းခဲ့ပေမဲ့တကယ်လူအမင်းလေးရောက်တော့ ကိုပြောလိုက်တဲ့ဖြံမြောက်မြေခွေမိတ်ဆွေအပေါင်းတို့ကအာလုံးလူပဲပစ္စည်းတွေနဲ့အတီးတီးအစင်းနဲ့ဖြစ်နေကြပြီးကိုကဘာမှလူစရာမရှိတခြားမိတ်ဆွေတွေဖြစ်တဲ့ဖြံမြောက်မြေခွေတို့ကတော့အတီးတီးသူတို့ဖမ်းလာတဲ့အသားငါးတွေယူလာကြတယ်မိမိအတွက်တော့ကိုစားရတဲ့ငွေမြက်တစ်ပင်တွေကိုခူးပြီးလှူပြန်တော့လေအခြားသူတွေအတွက်ကြတော့စားလို့ရတဲ့အရာမဟုတ်တဲ့အတွက်အစင်းမပြေဘူးလေတဲ့ ဒါကြောင့်အားလုံးအစဉ်ပြေအောင်မိမိရဲ့အသားကိုလှူဒန်းဖို့မြတ်စွာဘုရားကြွလာတဲ့လမ်းမှာမိဖို့ဖို့ကမိဖို့ကခုံဆင်းပြီးကြက်တဲ့အခါကသူ့ရဲ့အသားကိုစားပါလို့ဟုပြောကမိမိရဲ့အသက်ကိုပေးလူရန်ဆုံးဖြတ်ပြီးမြတ်စွာဘုရားကြွလာတဲ့လမ်းမှာမိဖို့ကစောင့်နေတဲ့ဘုရားအလောင်းယုံမင်းရဲ့ဒါနပါရမီဖြည့်ကျင်မှုတကယ်ပဲစက်တိငွေချင်းထောက်လောက်ပါတယ်ခင်ဗျာ ဒီတရားတွေကတာမန်လူပုဂ္ဂိုလ်တွေလုံနိုင်ခဲ့တဲ့အရာတွေကိုဘုရားအလောင်းရုံမင်းကလုတ်ပြသွားတာနော်တကယ်ပဲအတူယူထိုက်ပါဘူးလေတချို့ကအတူယူထိုက်ပေမဲ့ကိုမလုံနိုင်တဲ့အရာတစ်ခုကိုရအောင်လုံးမယ်တော့မကြံဘူးသူတို့ကလုံနိုင်မှာပေါ့ဘုရားအလောင်းပဲပါရမီကရစ်တန်ပြီးတာလေကိုကကုတုစေပဲရှိသေးတာဒီလိုပြောတတ်ကြတယ်လေမရရအောင်လုံးမယ်ပါရမီတွေစူးစောင်းမယ်တော့မကြံဘူး တုယူတင်တာကြတော့အတုမယူဘူးရောင်ရဲတင်းတင်းနေတတ်ကြတာလောကလူသားတွေပေါ့မရှိလို့မလူမလူလို့မရှိဘူးပါဏမီဖြည့်ကျင်တယ်ဆိုတာဟာလေအခုလူအခုလောက်တော့အခုရတဲ့အရာမဟုတ်ပါဘူးတဲ့အဲကြောင့်ဘွားပေါင်းများစွာမှာနီးတဲ့နီးအောင်ဖြည့်စီးသွားရတာမဖြစ်နိုင်လို့မလုပ်မလုပ်တော့မရလူဘဝရောင်းလို့မှမရရင် နောင်နောင်ဘဝတွေဝိသထဝိသွားတော့မှာဗောဗျာဒါကြောင့်မြတ်စွာဘုရားရှင်ဆိုရင်လေးတီချိန်နှင့်ကဘာတသိကာလတိုင်အောင်လုံးလဝရိယဆွဲရှိစွာပါရမီတော်တွေဖြစ်ကျင်လာခဲ့ရတာဝိနည်းတတဝါဒီအတွက်တော့တဘဝတဲ့နိဗ္ဗာန်မရောက်နိုင်ပေမဲ့အတိဉဏ်ရှင်နဲ့လူဘဝရတဲ့အခိုက်သာသနာနဲ့လဲကြုံကြိုက်တုံးအချင်းလူပဲပစ္စည်းဆိုတာဟာလဲ မြတ်စွာဘုရားရှင်လက်ထက်တော်အခါတုန်းကလေအခုခင်မှာမရှားပါတော့ပါဘူးညာလူချင်းသိရှိဖို့တာအဓိကဖြစ်ပါဘာမဆိုလူလို့ရပါဘူးဒါကြောင့်အခုခင်မှာအရင်ခက်ကလူလူစရာပြည့်မရှားပါပဲရုပ်ဝတ္ထုတွေတိုးတက်မြင့်မားနေပေမဲ့စိတ်ထားတတ်ဖို့ကြတော့အရင်ခက်ကထက်နောင်နောင်လူတွေမှာဆုံးယုံလာကြပြီဗျာ ဒါကြောင့်မြတ်စွာဘုရားရှင်လက်ထက်တော်အခါကဘုရားအလောင်းယုံပြီးရဒါနပြုတဲ့အရာမှာမတွတ်မဆုတ်ခိုင်မာပြတ်သားတဲ့စိတ်စေတနာတွေအကြောင်းကိုပုံပေါ်မှာပြုရင်ယနေ့အလူတကားကျွန်တော်အလူတကားအလူမာတို့ရဲ့ဒီတော်မင်္ဂလာပွဲဟာဖြင့်လဲခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ရံ့ရောစွာလူတန်းတဲ့အလူဖြစ်လို့ပိုင်သူမင်္ဂလာဆိုင်ကြောင်ရောင်းမြို့မှာရှေးဆရာများရေးသားတည်ကုန်ခဲ့တဲ့ ဖယားအလောင်းယုံမင်းဖြစ်စေဘဝတခြင်းကိုအလူတော်မင်္ဂလာပြောအဖြစ်ဖန်တီးကတင်ဆက်လိုက်ရပါကြောင်းဩသူတော်ကောင်းပေါင်းတို့ခင်ဗျာ